မင်္ဂလာပါခင်ဗျာဒီကနေ့2025ခုနှစ်ဒီဇင်ဘာ7ရက်တောက်ကြနေ့ဖြစ်ပါတယ်ဒီနေ့ညပိုင်းမှာတော့ One Championship က135 136ပြိုင်ပွဲကျင်းပမယ်လာမယ့်တနင်္ဂနွေနေ့မနက်ပိုင်းမှာတော့ UFC ကဒီ2025ခုနှစ်အတွက်သူတို့ရဲ့နောက်ဆုံးပြိုင်ပွဲဖြစ်တဲ့ UFC Fight Night ပြိုင်ပွဲကျင်းပသွားမှာဖြစ်ပါတယ်။ဒါကြောင့်မို့လို့ဒီကနေ့မှာတော့ One Championship ကတရင်နဲ့ UFC ကအကြောင်းအရာတွေကိုပြည့်တက်တွေအတွက်စူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ ပထမဆုံးအနေနဲ့ UFC Fight Night ပြိုင်ပွဲအကြောင်းကိုပြောကြရအောင်ပါဒီပြိုင်ပွဲက Flyweight တန်းကထိပ်တန်း Fighter နှစ်ယောက်ပွဲကိုပြန်တည်ထားတဲ့ပြိုင်ပွဲမျိုးဖြစ်တယ်တနည်းဆိုရရင်ကျွန်တော်တို့မြန်မာပြိတ်သက်တွေကိုပြောရွှေစေခဲ့တဲ့ Fighter နှစ်ယောက်ထိပ်တိုက်ပြန်တွေ့တဲ့ပွဲ UFC ကဒီ Fighter နှစ်ယောက်ကိုပွဲတည်ခဲ့တာကြာပြီးတိုးတော်လည်းပဲအကြောင်းအမျိုးမျိုးကြောင်းမို့လို့ဒီပွဲကပြတ်ခဲ့တယ် ်ပထမချိန်ကတော့ Brandon Rover တန်ရပြက်နာရသွားလို့ပွဲပြက်တယ်နောက်တစ်ချိန်မှတော့ Manek Kat ကတန်ရပြက်နာရသွားလို့ပွဲပြက်တယ်ဒါကြောင့်မလို့ D Fighter နှစ်ယောက်အခုချိန်ပြန်တွေ့တဲ့အနေအထားက promotion ဘက်က၃ချိန်မြောက်ပြန်တယ်ပေးတဲ့အနေအထားလွတ်တယ်ပေးတဲ့အနေအထားမှာသူတို့နှစ်ယောက်ကိုကောင်းပွဲဖြစ်တည်ထားတယ်ဒါကြောင့်မလို့ဒီပွဲရဲ့ရာလက်က Flyweight and Champion ကပဲစင်ခေါ်ပွဲပေါ်တက်ရောက်မှုတစုံတရာရှိကောင်းရှိနိုင်ပါတယ်ဒီနေ့မှာပတ်ဖြစ်လို့ကျွန်တော်မြန်မာပြည်သက်တွေကိုပျော်ရွှင်အောင်လုပ်ပေးခဲ့တဲ့ fighter နှစ်ယောက်လို့ပြောရတာလဲဆိုတော့ တကယ်လို့များမာနက်ကက်တာဒဏ်ရာပြဿနာအကြောင်းပြချက်ကြောင့်နှုတ်ထွက်ခဲ့ခြင်းမရှိဘူးဆိုရင်ဂျိုရှာဘန်အနေနဲ့ဘရန်နန်ရိုဘာနဲ့ထုတ်သက်မဲ့အခွင့်အရေးမျိုးလုံးဝရခဲ့မှာမဟုတ်ဘူးနောက်တစ်ဖက်ကနေထပ်ပြီးစဉ်းစားကြည့်မယ်ဆိုရင်လည်းဘရန်နန်ရိုဘာကမာနာကြီးပြီးတော့ဒီကောင်ကတော်တန်ဆင့်အတွင်းတော်ဝင်ရောက်သေးတာမဟုတ်ဘူးငါကနံပါတ်1ကွန်တန်နာမှာနေရာရှိတဲ့ဖိုက်တာဒါကြောင့်မို့လို့တလောက်အလန့်ကွာနေတဲ့ဖိုက်တာမျိုးနဲ့လုံးဝမထိုးခြင်းမှုဆိုရယ်ပုံစံမျိုးနဲ့ညှဉ်းဆန်ခဲ့မယ်ဆိုရင် ဂျောရှာဘန်ကအခုလိုခွင့်ရမျိုးရပြီးတော့ချန်ပီယံဖြစ်မှာမဟုတ်ပါဘူးတလို့တလို့တော့အကြောင်းရင်းတွေကြောင့်ဒီဖိုက်တာနှစ်ယောက်ကိုမြန်မာဖန်တွေကိုပြုံးပြောစေခဲ့တဲ့ဖိုက်တာနှစ်ယောက်လို့ကျွန်တော်ကတင်စားပြီးပြောတာဖြစ်ပါတယ်ဒီဖိုက်တာနှစ်ယောက်ထိတ်တိုက်တွေးမဲ့အခင်းချင်းက Flyweight တန်းရဲ့ချန်ပီယံဘက်စင်ခေါ်ကွန်းကိုဘယ်သူကရရှိနိုင်မလဲဆိုတဲ့အပေါ်မှာတက်ရောက်မှုအများကြီးဖြစ်နိုင်တယ်လက်ရှိ Flyweight တန်း ranking သတ်မှတ်ချက်ရဲ့အနေအထားကိုကြည့်ပြီးတော့လဲဘလို့အခင်းချင်းမျိုးဖြစ်လာနိုင်တယ်ဆိုတာဟိုတနေ့ကကျွန်တော်ပြည့်သက်တွေကိုပြောပြခဲ့ပြီးမနေ့ကတော့ဒီ promotion ဘက်ကဒီပွဲနဲ့ပတ်သက်ပြီးအကျိုးသတင်းစာရှင်းလင်းပွဲတွေလုပ်သွားတယ်။ထိတ်ဆုံးကောင်ပွဲဖြစ်ထိုးသက်ကြမယ် fighter နှစ်ယောက်ကလည်းသတင်းသမားတွေနဲ့တွေ့ပြီးတော့မိကွန်းတွေဖြေသွားတယ်။အဲ့လိုအနေထားမျိုးမှာသူတို့ရဲ့သဘောထားတွေကိုချပြသွားခဲ့ပြီးတော့ဒီ Joshua Ban ရဲ့လက်ရှိ champion အနေထားနဲ့ပတ်သက်ပြီးသူတို့ကဘယ်လိုပုံစံမျိုးစိန်ခေါ်ခွင့်ရကျင်လဲဆိုတဲ့ပုံစံမျိုးတွေနဲ့ပြောဆိုသွားတယ်။ဒီကနေ့မှတော့အဲ့ဒီအကြောင်းအရာတွေကိုကျွန်တော်ကပြည့်သက်တွေကိုစူးစီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။လက်ရှိ flyweight တန်းရဲ့အခင်းကျင်းကိုကြည့်လိုက်မယ်ဆိုရင် Brandon Ruber က ရော်ကီတက်မချက်နံပါတ်2နေရာမှာဆက်လက်ရပ်တည်နေဆဲဖြစ်ပါတယ်ဟိုတလောတော့ငါဘရန်နန်မိုရီနိုကိုအနိုင်ယူပြခဲ့တဲ့တက်ဆူရိုတိုင်ရာတာရော်ကီနံပါတ်3နေရာမှာပဲရှိတယ်ဒါကြောင့်မလို့ပရိုမိုရှင်းဘက်ကဘရန်နန်ရိုဘာကိုဒုတိယမြောက်အခွင့်အရေးပေးဖို့အခင်းချင်းလေးရေးဆွဲထားတယ်လို့ဆိုကြည့်ခြင်းနဲ့ ဘလို့ကြောင်းရင်ကြောင်းလဲဆိုတော့ဒီဖိုက်တာကဝိုကေမာကလေးကချန်ပီယံကပ်ပြင်ပြီးစိန်ခေါ်ခွင့်ရဖို့ထိုက်တန်ခဲ့နေပြီးသို့ပေမဲ့တိတိုင်အောင်သူ့ရဲ့ဒဏ်ရာပြဿနာအကြောင်းပြချက်တွေပြီးတော့ကြတော့ဂျိုရှောဘန်ကိုမထင်မှတ်ပဲရှုံးနိမ့်ခဲ့တဲ့ပုံစံမျိုးတွေကြောင့်မလို့ချန်ပီယံကပ်စိန်ခေါ်ခွင့်နဲ့အလံဝေးခဲ့တယ်။သို့တော်လည်းပဲဒီမာနက်ကက်နဲ့ထိတ်တိုက်တွေ့တဲ့အနေအထားမှာသူ့အနေနဲ့ပုံစံကောင်းနေချပြပြီးတော့နိုင်ပွဲရယူမယ်ဆိုရင် နံပါတ်1ကွန်တန်နာနေရာကိုပြန်ပြီးတက်လှမ်းသွားပဲရှိတယ်။တစ်ဖက်ကပန်လိုဂျာကလည်းအချိန်တိုးအတွက်ပြန်လဲတက်တာလာမယ်ဆိုတဲ့သတင်းမျိုးလုံးဝမတွေ့ရဘူး။ promotion ဘက်ကလည်းပန်လိုဂျာအနေနဲ့ဂျော့ရှာဘန်နဲ့မကြေပွဲဖြစ်ဖို့ထိုက်တန်တိတိုင်အောင်အဲ့လောက်ထိမြန်မြန်ဆန်ဆန်ပြန်လဲတက်တာလာမယ်မထင်ဘူးဒီကြားထဲမှာဂျော့ရှာဘန်အနေနဲ့အခြားဖိုက်တာတရားရောင်းနဲ့ချန်ပီယံကပ်ကောက်ပွဲထိုးရနိုင်နေဆိုတဲ့ပုံစံမျိုးပြောဆိုထားတယ်ဒီလိုဒီလိုတော့အကြောင်းရင်းတွေကြောင့် Brandon Roba ဟာ promotion ဘက်ကပြတ်မှတ်ထားနေတဲ့ချန်ပီယံကပ်စင်ခေါ်တူလာဆိုတာစောင့်ကြည့်ရဖို့လိုပါပြီ ကိုက်ကရှင်ကိုရိုင်းကလည်းအဲ့လိုပုံစံမျိုးပဲသတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပြောဆိုသွားတယ်တက်ဆူရိုတိုင်ရာကဘရန်နန်မိုရီနိုကိုအနိုင်ယူပြခဲ့သည့်တိုင်ရာသူ့အနေနဲ့မာနက်ကတ်ကိုတတ်တည့်ရဲနဲ့အနိုင်ယူပြပြီးတော့တက်ဆူရိုတိုင်ရာရဲ့ရှေ့သွားနေတဲ့အခွင့်အရေးပုံစံမျိုးတွေကိုကြော်တက်ချင်တဲ့ဆိုတဲ့အနေထားတွေနဲ့ချပြသွားတယ် အချိန်တည်းမှာပဲသတင်းထောက်တွေကပေါ့နော်ဘရန်နန်ရိုဘာကိုဒီဂျော့ရှွာဘန်ကိုချက်မြင့်ခပ်စင်ခေါ်ခွင့်ရအောင်ဖန်တီးပေးလိုက်တဲ့အနေအထားနဲ့ပတ်သက်ပြီးဘလို့ပုံစံမျိုးခံစားရလဲနောင်လာရလားဆိုတဲ့အကြောင်းအရာတွေကိုမေးကြတယ်။ကိုက်ကက်ရှန်ဖိုက်တာကလည်းအဲ့လိုမေးခွန်းနေနဲ့ပတ်သက်လို့တော်တော်ကြီးကိုပြင်ဆင်လာပုံရတယ်။ တစ်ချက်မှာဂျော့ရှွာဘန်ကိုသူကဖောင်းထုတ်သွားတဲ့ပုံစံမျိုးမရှိဘူးဘလို့ပုံစံမျိုးပြောလဲဆိုတော့သူကဒီ MMA ကစားနည်းကိုတအားသဘောကျတယ်ဒီလိုအနေထားမျိုးတွေမှာဒီလိုပုံစံမျိုးတွေဖြစ်တတ်တယ်ဆိုတာလည်းနားလည်တယ်ဒါကြောင့်မလို့သူ့အနေနဲ့လုံးဝနောင်တမရဘူးဒါကကကြမာကဖန်နေလာပြီဆိုရင်ဒီလိုပုံစံမျိုးတွေဖြစ်တတ်ကြတာအဲ့လိုပုံစံမျိုးကြောင့်မလို့သူ့အနေနဲ့လုံးဝနောင်တမရဘူးတစ်ချက်တည်းမှာပဲသတင်းတောက်တွေကဂျော့ရှွာဘန်ကထိုက်ရိုက်တဲ့နဲ့ချက်မြင်ဖြစ်တာဟုတ်ရဲ့လားစသဖြင့်ပေါ့နော်ဂျော့ရှွာဘန်ချက်မြင်ဖြစ်တဲ့အနေထားနဲ့ပတ်သက်ပြီးမှတ်ချက်မေးကြတယ် ဘရန်နရိုဘာကလည်းဂျော့ရှွာဘန်ကိုဝေဖန်မှုအခုလိုပုံစံမျိုးနဲ့ညှဉ်းဆန်းသွားပါတယ် you know so it's like i, I don't criticize that at all it's just ကျွန်တော်တို့အဲ့ဒီခိုက်တက်မှာဘာဖြစ်လို့ဖြစ်သွားမှန်းမသိလိုက်လို့ခဏခဏပြန်ကြည့်လိုက်ရတယ်။ဘန်ကိုတိုင်းလည်းအဲ့ဒီခိုက်တက်မှာဘာဖြစ်လို့ဘာဖြစ်မှန်းတောင်သိမှာမဟုတ်ပါဘူး။ဒါကြောင့်မလို့ तू သိတာက तू အနိုင်ရတယ်ဆိုတဲ့ပုံစံမျိုးကြောင့်မို့အောင်မွေးခံတာ။အဲ့ဒီတော့ तू ကိုဘယ်လိုနည်းနဲ့မှဝေဖန်တိုက်ခိုက်မှာမဟုတ်ဘူး။ဒီလိုခိုက်တက်ကသူ့ရဲ့ဘဝကိုအလဲပြောင်းအများကြီးဖြစ်သွားစေနိုင်တဲ့အခိုက်တက်မျိုးတို့ပေတိတိုင်အောင်ပြည့်တဲ့တည်မြင်ခြင်းနဲ့ပုံစံမျိုးတော့မဟုတ်ဘူးဆိုပြီးသူကတုတ်ပြန်သွားပါတယ်။ဒါကတော့ Brandon Rober ပွဲချုံမှာပြောဆိုသွားတဲ့ပြောစကားကိုကျွန်တော်ပြည့်တဲ့တည်ကိုပြန်ပြီးဖောက်တဲ့ချတာ။ ဒီ fighter ကဒီ Joshua Ban နဲ့ပတ်သက်လာရင်ဘယ်တော့မှအဆုံးမြင်ပုံစံမျိုးပြောခဲ့တာမျိုးမရှိဘူးသူရှုံးနိုင်သွားသည့်တိုင်အောင် Joshua Ban ကမတမယာနဲ့နိုင်ရတာစတဲ့ပုံစံမျိုးတွေလုံးဝမပြောခဲ့ဘူးသူ့အနေနဲ့ဒီသူ့ရဲ့ကစားနည်းကိုပဲအာရုံစိုက်တယ်အဲ့လိုအဲ့လိုတော့အကြောင်းရင်းတွေကြောင့် Brandon Roberha ခုနောက်ပိုင်းမှာမြန်မာပြည်သက်တွေရဲ့လက်ခုပ်တန်းတွေတောင်ကြားလာနေရပါတယ် ဆက်လက်ပြီးတော့မာနကတ်ကဘလို့အကြောင်းအရာတွေပြောဆိုသွားလဲဆိုတာပြန်ပြီးဖောက်တဲ့ချခြင်းသေးပါတယ်ဒီဖိုက်တာကငိုကလေးကတော်ဂီတာဖောက်တဲ့ဖိုက်တာဂျော့ရှော့ဘန်နဲ့ပတ်သက်ရင်လည်းသူကလေးတိုက်ခဲ့မှုတဲ့အနေအထားတွေရှိတယ်ဘန်နရိုဘာနဲ့ထုတ်သက်မဲ့အနေအထားတော့ငါလည်းဂျော့ရှော့ဘန်ရှုံးမဲ့ပါညာတွေပြောခဲ့မှုတယ်မိုကာရဲ့ဆိုလည်းဒီတိုင်းပဲပန်ဒိုဂျာကဘလို့ပုံစံမျိုးနဲ့အနိုင်ရမယ် easy money စသဖြင့်လေတိုက်ခဲ့မှုတဲ့ fighter တွေတိုးတော်လည်းပဲ Joshua Ban ကဒီလိုအနိုင်ရသွားတဲ့အနေထားမှာတော့ Manne Cap ကလည်း စကလုံးကိုနှစ်ခွပုံစံမျိုးနဲ့ပြောတယ်အဓိကအဖြစ်သူကအကောင့်ဘက်ကိုတော့နည်းနည်းလေးပိုဆန်လာတယ် တခြားသူတွေပုံစံမျိုးဝေဖန်တိုက်ခိုက်တာမရှိဘူးဘလို့ပုံစံမျိုးပြောလဲဆိုတော့သူ့ကိုယ်သူလည်းယုံကြည်မှုရှိတယ်တကယ်လို့များတန်ရပြဿနာသူမရခဲ့ဘူးဆိုရင်ဂျော့ရှော့ဘန်အနေနဲ့အခုလိုပုံစံမျိုးဖန်နေလာမှာမဟုတ်ဘူးသူက Brandon Roberts ကိုအနိုင်ယူမဲ့ဆက်ပြီးတော့ Ben Dojo ကိုအနိုင်ယူမဲ့အဲ့လိုပုံစံမျိုးနဲ့ Champion ကဘက်ကသူ့စီကိုရောက်မှဒီလိုပုံစံမျိုးကိုယုံကြည်ပြီးသားသို့တော်လည်းပဲအချိန်တွေကမပေးလို့ကန်ဂျမာကမဖန်နေပေးလို့သူနှုတ်ထွက်လိုက်ရတာအဲ့ဒီအတွက်ကန်ဂျမာကဖန်နီးပေးထားတဲ့အတိုင်းသူကစိတ်မပြတ်ပဲနဲ့ဆက်ပြီးရှောက်သွားမယ်။လာမယ့်နှစ်မှာလည်းဘလို့ပုံစံမျိုးတွေနဲ့အောင်ပွဲရအောင်ဆက်လက်ရယူသွားမယ်ဆိုတဲ့ ဲ့အစီအစဉ်တွေဆွဲထားပြီးပြီးစတဲ့ပုံစံမျိုးတွေနဲ့သူ့ကိုယ်သူယုံကြည်မှုတဲ့ရှိတဲ့ပုံစံမျိုးပြောတယ်ဆက်လက်ပြီးတော့ဂျော့ရှွာဘန်ရဲ့အနေထားနဲ့ပတ်သက်ပြီးတော့လဲသူကအခုလိုပုံစံမျိုးမှတ်ချက်ပေးသွားခဲ့ပါတယ်အဲ့ဒီညတော့ငါဘယ်သူကပိုကောင်းတဲ့ fighter လဲဆိုတာအဖြစ်မထုံနိုင်ခဲ့ပါဘူးဂျော့ရှွာဘန်ကအတော်ကိုငယ်ရွယ်တဲ့ခြားတိတ်ပါရယူဖို့ခက်ခဲတဲ့အောင်မြင်မှုမျိုးကိုသူကရယူနိုင်လိုက်တာပါ flyweight ထဲမှာဒီလိုငယ်ငယ်ရွယ်ရွယ်နဲ့ champion ဖြစ်ဖို့ဆိုတာမလွယ်ပါဘူး သူ့အသက်က24နှစ်ပဲရှိသေးတော့ဒါမျိုးအောင်ပွဲခံတာတွေကဖြစ်တတ်ပါတယ်ဒီကိစ္စကိုဒီလောက်ကြီးပုံကြီးမချက်ခြင်းညပါနဲ့နောက်ကြရင်လည်းသူပြန်စင်စားကောင်းစင်စားမိပါလိမ့်မယ်ထပ်ပြောရရင်ဘယ်လိုပုံစံမျိုးအနိုင်ရတယ်ဘယ်လိုပုံစံမျိုးရှုံးလိုက်ရတယ်ဆိုတာကအဓိကမဟုတ်ပါဘူးသူလိုချင်တဲ့ရလက်ကိုသူရသွားတာပါပဲနောက်ဆုံးတော့သတင်းတွေစံချိန်မှတ်တမ်းတွေဝီကီပီးယားလိုနေရာမျိုးမှာတောင်ဂျိုရှွာဘန်ကချန်ပီယံမျိုးပဲဆိုတာပဲရေးသားကြတာလေး ပွဲမကြည့်လိုက်ရတဲ့သူတွေကတော့ဘယ်သူတွေဘာဖြစ်သွားတယ်ဆိုတာထက်ဘယ်သူကချန်ပီယံဖြစ်သွားတယ်ဆိုတာကိုပဲသိကြမှာပါအခုဆိုရင်ချန်ပီယံကဘက်ကသူ့စီမှာလေအစောတုန်းကပြောခဲ့သလိုအဲ့ဒီညတုန်းကဘယ်သူကပိုကောင်းတဲ့ဖိုက်တာလဲဆိုတာအပြေတော့မထုံနိုင်ခဲ့ဘူးဒါပေမဲ့ဂျော့ရှွာဘန်ကလက်ရှိချန်ပီယံမှာဆိုတဲ့ပုံစံမျိုးနဲ့မှတ်ချက်ပေးသွားပါတယ် ဒါကတော့မန်နက်ကရဲ့ပြောစကားတချို့ကိုပြည်သက်တွေကိုပြန်ပြီးဖောက်သည်ချတာဒီဖိုက်တာကဒီလေးစားရှင်းလင်းပွဲမတိုင်ခင်အခြားမီဒီယာတွေနဲ့အင်တာဗျူးမှာလဲဂျော့ရှွာဘန်နဲ့ပတ်သက်လာရင်အဲ့လိုပုံစံမျိုးလေးတွေပဲပြောတယ်ပြက်ပြက်သားသားမဟုတ်ပေမဲ့ဟိုနှစ်ဖက်ပုံစံမျိုးအမြင်လေးတွေကိုမျှမျှပြောတယ်ဒါကတော့သူ့ရဲ့လက်ရှိအနေထားနဲ့သူ့ရဲ့ခံယူချက်ပုံစံမျိုးတွေကိုပြည်သက်တွေမှန်းဆပြီးထင်ဟက်ကြည့်လို့ရအောင်ကျွန်တော်ပြန်ပြီးဖောက်သည်ချတာဖြစ်ပါတယ်ခင်ဗျဆက်လက်ပြီးတော့ပြောပြချင်တာကကျွန်တော်တို့ပြည်သက်တွေအကုန်လုံးစိတ်ဝင်စားကြမဲ့သတင်းတစ်ပုဒ်အကြောင်းပါ ဖိုက်တာတယောက်ရဲ့ကန်ချမာကအနှိမ့်မြက်အတက်ကြများလွန်းနေဖိုက်တာတယောက်အတွက်လက်ခုပ်တန်တွေကနေဝေဘန်တန်တွေပြောင်းသွားတာလဲအချိန်မီဖြစ်သွားနိုင်နေဆိုရဲအကြောင်းအရာကိုပြိတ်သက်တွေကိုထင်းထင်းရှားရှားမြင်စေခြင်းလို့ဒီအကြောင်းအရာကိုထပ်ပြီးခြားပြမှာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းလုံးကတော့ကျွန်တော် Twin Spin နဲ့ပတ်သက်ပြီးတော့ပြိတ်သက်တွေကိုခြားပြခဲ့တယ်။ဂျွန်ဂျုံကသူ့ကိုခေါင်းဆောင်နေတဲ့အချိန်တုန်းကတော့ Spin နဲ့ဟာတစ်ကမ္ဘာလုံးကလက်ခုပ်တန်တွေကိုတင်းကျုံရယူခဲ့မှုတယ်။သို့တော်လည်းပဲ Serie A ကန်းနဲ့ပွဲပြီးမှတော့ Twin Spin နဲ့ကိုဝေဘန်နဲ့ပုံစံမျိုးတွေက တကဘာလုံးထွက်ပေါ်လာတဲ့ကာရီကရှင်ကိုတိုင်လည်းသူကတကယ်အိုင်ပုတ်ကိုပြင်းပြင်းထန်ထန်ခန်းစားလိုက်ရတာပါဆိုပြီးဆရာဝန်ရဲ့မှတ်ချက်စကားတွေဆရာဝန်ရဲ့စိတ်ဆက်ချက်မှတ်တမ်းတွေအဲ့ဒါတွေကိုဆိုရှယ်မီဒီယာပေါ်တင်ပြီးတောင်ချပြခဲ့တယ်။သူမင်းတီတိုင်အောင်သူ့အနေနဲ့ဝေဖန်ခံရမှုတွေကတော့အများကြီးယော့မသွားဘူးအထိုက်အလျောက်ပဲယော့သွားတယ်။ဒီတစ်ခါတွန်းအစပင်နဲလို့ပုံစံမျိုးဖြစ်တဲ့သူက heavyweight တန်းက champion ဟောင်းကြီး Francis Ngannou ပါ တစ်ချိန်ကတော့ကျွန်တော်တို့မြန်မာပြည်သက်တွေတောင်အားကြားခဲ့ရတဲ့ဖိုက်တာကြီးကျွန်တော်ကိုယ်တိုင်လည်းအဲ့ဒီဖိုက်တာရဲ့ဘဝဇာတ်ကြောင်းတွေကိုဗီဒီယိုတစ်ပုဒ်အနေနဲ့တည်တံ့ဖန်တီးတင်ဆက်ခဲ့မှုတဲ့ဘလို့ပုံစံမျိုးကြောင့်ကျွန်တော်ပြည်သက်တွေကိုတည်တံ့ဖန်တီးတင်ဆက်ခဲ့တာလဲဆိုတော့ဒီကင်မရွန်ဖိုက်တာကြီးကအာဖရိကနဲ့ဥရောပကိုဒီတက်ကန်နာရတွေကနေခြေချင်းဖြတ်တယ်။စားရက်စားရက်မပါဘဲနဲ့ပြင်သစ်ကိုရောက်တယ်။အဲ့မှာထောင်ကြတယ်။အဲ့ဒီကနေတစ်ဆင့်ဒုက္ခတွေအမြင်ခံပြီးတော့ဒီဖိုက်တာလောကတွေကိုရောက်လာတယ်။ပြင်သစ်မှာလေ့ကျင့်တယ်။ UFC ကိုရောက်တဲ့ champion ဖြစ်တဲ့ဒါကြောင့်မလို့ zero ဘွားကနေ hero ဖြစ်ခဲ့တဲ့ fighter ကြီးဆိုပြီးကျွန်တော်ပြည်သက်တွေဂုံယူလို့ရအောင်တင်ဆက်ခဲ့ဘူးတဲ့အဲ့ဒီအချိန်ထိတော့ Francis Ngannou ရဲ့ဒီဘဝမှတ်တမ်းဘဝဖြတ်သန်းမှုကောက်ချောင်းတွေကတကယ်တစ်ကမ္ဘာလုံးကအော်ချခဲ့ရတာ ဟိုးလွန်ခဲ့တဲ့နှစ်ပိုင်းတွေတုန်းကတော့ UFC ကသူနဲ့လမ်းခွဲလိုက်တယ်။သူကချန်ပီယံဖြစ်ခဲ့သည့်တိုင်အောင် promotion ဘက်ကသူ့ကိုစာချုပ်တက်တန်းချုပ်ဆိုခဲ့ခြင်းမရှိဘူး။အဲ့ဒီချိန်တုန်းကတော့ပြည်သက်တွေမီဒီယာသမားတွေက Francis Ngannou ကိုမချုပ်တာပါဖြစ်တယ်ညာဖြစ်တယ်နဲ့ Ngannou ဘက်ကနေအများကြီးဝန်းရံကြတယ်။ Ngannou ကိုယ်တိုင်လည်း Fighter လောကသားတွေအားကြားလောက်တဲ့စာချုပ်စာတမ်းနေနဲ့ BFN ကိုရောက်သွားတယ် BFN ကသူ့ကိုထိုးကြည့်ဘလောက်ထိပေးတယ်1 championship ကပေးတာထက်ကိုများတယ်စသဖြင့်ပုံစံမျိုးစုံနဲ့ ဒီဖိုက်တာကပြည်သက်တွေကိုချပြခဲ့တာသူကိုယ်တိုင်လည်းမီဒီယာတွေထွက်မှငါဒီလိုစာချုပ်မျိုးရတယ်ဆိုတဲ့ပုံစံမျိုးနဲ့ကြွေခဲ့တယ်အဲ့ဒီအချိန်နှုန်းကတော့ဟို UFC ကနှစ်ချီခဲ့တယ်အန်ကန်နူကသူ့နဲ့ထိုက်တန်တဲ့စာချုပ်မျိုးရသွားတယ် PFN အနေနဲ့အန်ကန်နူကိုရတာတန်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်နဲ့အန်ကန်နူရဲ့အမြင့်ဆုံးနေ့ရက်တွေးလို့ကျွန်တော်တို့ပြောကြလို့ရပါတယ်လက်ရှိခိုက်တန့်မှာတော့အန်ကန်နူကိုဝေဖန်တဲ့ပြည်သက်တွေစုစုကိုညံ့နေပါပြီ ဘဲเจ้าရောင်ကနေစတာလဲဆိုတော့ဥက္ခကြီးဒေနာဝိုက်ရဲ့ပြောစကားကနေစတင်တာဥက္ခကြီးဒေနာဝိုက်ကပြီးခဲ့တဲ့လပိုင်းတွင်းလုံးကဘယ်လိုပုံစံမျိုးပြောလဲဆိုတော့ဒီအန်ကန်နူကသူ့ကိုဒီလိုတွန်းထိုးဘူးတယ်ပြီးတော့ကျတော့သူတယောက်တည်းမဟုတ်ဖွယ်ဘူးသူ့ရဲ့လက်ထောက်ဟန်နာကမ်ဘဲကိုလည်းအဲ့လိုစောင့်တွင်ဘူးတယ်ဟိုမိုက်ကြီးခွဲတဲ့ပုံစံမျိုးနဲ့တွန်းဘူးတယ်စသဖြင့်ပြောခဲ့တုန်းကတော့ဟိုပြိတ်သက်တွေကဒေနာဝိုက်ကလိမ့်နေဒေနာဝိုက်စကားကိုလုံးဝမယုံဘူးဘာဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးအန်ကန်နူကိုယုံတဲ့ပြိတ်သက်တွေကကာခဲ့ကြတယ် အဲ့ဒီတုန်းကတော့အဲ့ဒီအကြောင်းအရာကတိတ်ပြီးမဟုတ်ဘူးပြိတက်တွေကိုလည်းကျွန်တော်ဟိုတီးတန့်ကြီးချမပြခဲ့ဘူးဒီအကြောင်းအရာကတလောက်ထိစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာမျိုးလည်းမဟုတ်ဘူးဆိုပြီးဟိုချမပြခဲ့တာသို့ပေမဲ့ဒီတိုင်အောင်မနေ့ကတော့အင်ဂန်နူးနဲ့နာမည်ကျော်သတင်းတော့ ADA Heaven တို့ interview လုပ်တယ်အဲ့ဒီအနေထားမှာ ADA Heaven ကသူ့ရဲ့ထုံးစံအတိုင်းသူ့လိုချင်တဲ့အချက်လက်တွေကိုဆွဲထုတ်တယ် ဒေနာဝိုက်ကမင်းကိုဒီလိုပုံစံမျိုးပြောတယ်ဒီပြောစကားတွေကမင်းရဲ့ကိုချင်တရားကိုထိခိုက်တယ်မင်းရဲ့ပုံရိပ်ကိုတော့အများကြီးထိခိုက်သွားစေနိုင်တယ်အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးမင်းဘယ်လိုပုံစံမျိုးမြင်မလဲအဲ့လိုပုံစံမျိုးတွေနဲ့အေဒီယဟဝန်နီကမေးတယ်ဒီလိုမေးခွန်းတွေကိုအန်ကန်နုကတုတ်ပြန်ဖြေချနိုင်ခြင်းမရှိဘူးအေဒီယဟဝန်နီမေးတဲ့အထက်မှာအစောပိုင်းတုန်းက तू ကဒီတိုင်းပုတ်ပေါ်ပေါ်လေးနဲ့ပဲကြော်ချတယ်ဒါပေမဲ့ဒီတဲ့တဲ့တောက်ကြီးက အတင်းအတင်းကိုလိုက်မင်းမင်းနဲ့မင်းဘလို့လုတ်တင်လဲဒါမင်းရဲ့ဂုံတိတ်ခါအရန်ကိုထိကိုက်နေတဲ့ပြိတက်တွေကလည်းအဲ့လိုလိုဖြစ်နေတော့အဲ့ဒီနေထားမှာ Francis Ngannouci ကနေညှင်းဆုံနိုင်တဲ့စကလုံးမျိုးလုံးဝမထွက်ဘူးအဲ့ဒီမှာစပြီးတော့ပြိတက်တွေအကုန်လုံးကဒေနာဝိုက်ပြောခဲ့တဲ့စကားမှန်တယ်ဘာဖြစ်တယ်ညာဖြစ်တယ်ကိုအကုန်လုံးဖြစ်ကုန်တာ Ngannou ကတကယ်ပဲဒေနာဝိုက်ကိုတွန်းထိုးခဲ့သလား Hunter Hunter ကမကိုလည်းတွန်းထိုးခဲ့လားဆိုတာကာယကံရှင်နေကြမှာပဲပို့ပြီးသိလိုက်မယ်ဒီလိုအနေထားမျိုးမှာဥက္ကဋ္ဌဒေနာဝိုက်ကနောက်ထပ် interview တစ်ခုထပ်လုပ်တယ် သူအနေနဲ့အန်ဂန်နူကိုလမ်းခွဲခဲ့ရတာအတော်ကြီးကိုပျော်ရွှင်ခဲ့တယ်ဒလို့ဖိုက်တာမျိုးသူလုံးဝမကြိုက်တဲ့ဖိုက်တာမျိုးကိုဆက်ပြီးမထိန်းထားခြင်းမူစတဲ့ပုံစံမျိုးတွေနဲ့ထပ်ပြီးဝုန်းတယ် There was nothing that made me happier than throwing that guy over to the fucking PFL အန်ဂန်နူတွန်းထိုးတဲ့အနေထားကလည်းဘလို့ပုံစံမျိုးအနေထားလဲဆိုတာဟိုတက်တက်မဲ့မိုက်ကြီးခွဲတာမဟုတ်ဘူးဆိုတာလည်းပြန်ရှင်းတယ်ဒီပြိုင်ပွဲကျင်းပတဲ့အနေထားမှာ promotion ဘက်က ဘောနပ်စုဒေါ်လာ9000ပေးရတဲ့အဲ့လိုအနေထားမျိုးမှာအန်ကန်နူကသူ့နာမည်မပါလို့မချိန်တတ်တာမချိန်တတ်တော့မချိန်တတ်တာအပြင်ကိုဟိုမချိန်တတ်တဲ့အကြောင်းလာပြောတယ်တွန်းတော့မတွန်းထွေးသေးဘူးတို့တော့လည်းပဲတနေကုန်အဲ့ဒီရုံမှာပဲနေသူတို့ရုံမှာပဲစားလိုက်တောက်လိုက်လုပ်ပြီးတော့ဒေနာဝိုက်ကအပြင်ကိုသွားတဲ့အနေထားမှာမင်းနဲ့ငါနဲ့စကားပြောတာမပြီးသေးဘူးစသဖြင့်တားရင်တားစကားပြောရင်းနဲ့တွန်းထိုးတဲ့ပုံစံမျိုးဆိုပြီးထက်ပြီးရှင်းပြတယ်အနှစ်ချုပ်ရရင်တော့အန်ကန်နူရဲ့ဒီအချဘက်မှာဒေနာဝိုက်ကတဖြည်းဖြည်းနဲ့ကိုသူ့ရဲ့နောက်ကျောင်းတွေကိုဖော်ထုတ်လာတာပါ ပိတ်သက်တွေကလည်းအင်္ဂန်တို့ကတလောက်ထိဟိုကင်တွေရတာခက်ခဲတဲ့ဖိုက်တာမျိုးဆိုတာလုံးဝမသိခဲ့ကြဘူးဟိုရခင်တို့ကတော့သူ့ပဲအားကြပြီးတော့ကျိုးဟိုကျိုးစားတဲ့သူကြီးဘာဖြစ်တယ်ညာဖြစ်တယ်ဝိုင်းပြီးပြောခဲ့တာလက်ရှိအနေထားမှာတော့အင်္ဂန်တို့ကိုဝေဖန်တဲ့ပိတ်သက်တွေတော်တော်ကြီးများလာပြီးဘယ်လိုအကြောင်းအရာတွေထပ်ပြီးမြင်ရလဲဆိုတော့သူ့ကိုခေါ်ယူတဲ့သူ့ကို ထိုးကြေးတွေအများကြီးပေးပြီးခေါ်ယူတဲ့ BF Feder သူ့ကို MMA ပွဲတွေထိုးခိုင်းလို့မရဘူးတခြားပွဲတွေပဲထိုးနေတယ်ဒါကြောင့်မလို့အန်ကန်လူကအတော်ကိုလောဘကြီးတဲ့ fighter ဆိုတဲ့ပုံစံမျိုးတွေနဲ့ကောင်းစင်တက်နေတယ်ဒါကတော့တစ်ချိန်လုံးကရန်ကိုနာမည်ကြီးခဲ့တဲ့ fighter ကြီးတယောက်သူ့ရဲ့နောက်ကျောင်းက character အမှန်နဲ့စတင်ပေါ်ပေါက်လာတဲ့အခိုက်အတန့်လို့ပြောချင်တာပါဒီကျောင်းရလေးကိုပြည့်သက်တည်သိစေခြင်းလို့ကျွန်တော်ကလိပ်ပတ်လဲအောင်အစာဆုံးဆွဲထုတ်တင်ပြတာဖြစ်ပါတယ်နောက်ထပ်ပြောပြချင်တဲ့သတင်းတစ်ပုဒ်ကတော့ UFC ဒီ Flyweight တန်းကပွဲဖြစ်သွားတယ်ဆိုတဲ့အနုနံထွက်လာတဲ့သတင်းတစ်ပုဒ်ပါ ကိကလစ် FC မှာလိတ်ကျင့်နေတဲ့ MBF ကမကြခင်သူပွဲလာတော့မယ်ဆိုပြီးပြည်သက်တွေကိုချပြလိုက်တဲ့တစ်ချိန်တည်းမှာပဲရုရှားခြေစိုက်သတင်းသမားတွေက MBF မကြခင်ကမှရှုံးမဲ့ကြုံထားတဲ့ Brandon Morino နဲ့ပွဲဖြစ်သွားတယ်ဆိုတဲ့ပုံစံမျိုးတွေရေးသားနေကြပါတယ်။ဒါဆိုရင်တော့ Brandon Morino ဟာနောက်ကနေကြော်တက်လာမဲ့ Fighter တွေကိုလက်ရည်စစ်ပေးရတဲ့အစီအမျိုးရောက်သွားပြီးချက်မြက်ကပတ်စိန်ခေါ်ကွန်းနဲ့တဖြည်းဖြည်းဝေးကွာလာပြီလို့ပြောရမယ်ထင်ပါတယ်။ဒီ Fighter မျိုးတကယ်ပဲပွဲဖြစ်တယ်ဆိုရင်တော့ Brandon Morino အနေနဲ့ ရောင်းငင်အမြင့်ကစားတဲ့ fighter တွေနဲ့ပဲဇက်တိုက်ရင်ဆိုင်နေရတယ်လို့မှတ်ချက်ပေးရအောင်မှာပါတရားဝင်သတင်းထွက်လာမဲ့အချိန်ကိုပဲစောင့်ကြည့်ကြရအောင်မှာသတင်းတွေကတော့ဖေဖော်ဝါရီလအတွင်းမှာကျင်းပမဲ့ပြိုင်ပွဲမှာဒီ fighter နှောက်ရဲ့တွဲဆိုင်ပါဝင်ထားတယ်ဆိုပြီးဆိုနေကြပါတယ်ဆက်လက်ပြီးတော့ပြောပြချင်တာကဒီ platter champion ဟောင်းလည်းဖြစ်ယူကရိန်းကမျိုးချက်ဒေါ်လာရင်း fighter ကြီးလည်းဖြစ်တဲ့ Yaroslav Amosov က UFC ရဲ့ဒီဝစ်စုံတွေလက်အိတ်တွေကိုဝစ်ဆင်ပြီးတော့ရိုက်ကူးရေးတွေခံနေပြီးဆိုတဲ့အကြောင်းအရာပါ ဒီ fighter ကြီးကယူကရိန်းနဲ့ရုရှားစစ်ဖြစ်တဲ့အနေအထားမှာယူကရိန်းဘက်ကနေပါဝင်တိုက်ပွဲဝင်ပေးခဲ့တယ်။အဲ့လိုတိုက်ပွဲဝင်ရင်းနဲ့သူ့ရဲ့ဒီမွေရဲ့မြင်မှာသူ့ရဲ့အင်္ဂါလက်ရုရှားတွေရဲ့လက်အောက်ကိုရောက်သွားတယ်။ရုရှားတွေလက်အောက်ရောက်သွားတဲ့အခိုက်အတန့်မျိုးမှာသူ့ရဲ့ဒီပလက်တာမှာအောင်မြင်မှုရယူခဲ့တဲ့ချန်ပီယံကပ်တွေကအိမ်မှာကျန်ခဲ့တယ်။ဒါကိုသူကလုံးဝမချေနပ်ဘူးမချေနပ်တော့သူကနဲ့တူအဲ့ဒီအိမ်ကိုပြန်ရအောင်သွားတယ်။သူ့ရဲ့ချန်ပီယံကပ်တွေရအောင်ဆွဲထုတ်ခဲ့တယ်။အဲ့ဒီပုံရိပ်တွေကကဘာကျော်ပုံရိပ်တွေဖြစ်ခဲ့တယ်။အခုတော့အဲ့ဒီ fighter ကြီးဟာ UFC ကောင်းစင်အောက်ကိုရောက်လာပြီး ပြီးဒီဘက်တင်းငင်တွေနေမနက်မှာကျင်းပမဲ့ပြိုင်ပွဲမှာသူ့ရဲ့ UFC Fighter ဘွားပထမဆုံးကလကဖွံ့ဖွဲစတင်ထိုးသက်မှာဖြစ်ပါတယ် promotion ဘက်ကတော့သူ့ကို Warrior Fighter ကြီး Nee McNee နဲ့ပွဲတည်ပေးထားတယ် Yaroslav Amos ဆော့ပြက်ဖန်ဆောင်ကြီးတွေကလည်းပြည်သက်တွေစောင့်ကြည့်တဲ့ထင်ပါတယ်တိုက်ခိုက်နေတယ်လို့ဆိုရမလားပဲမနေ့ကဒီ UFC Fight Night ပြိုင်ပွဲနဲ့ပတ်သက်လို့ဒရင်စာရှင်းလင်းပွဲလုပ်နေတဲ့အခိုက်အတန့်မျိုးမှာ တက်ဆူရိုတိုင်မာကလည်းနာမည်ကြီးသတင်းတော်အေဒီယားဟဝနီနဲ့အင်တာဗျူးလုပ်ပါတယ်။အေဒီယားဟဝနီနဲ့အင်တာဗျူးလုပ်တဲ့အချိန်မှာသူကသူ့ကိုယ်သူချန်ပီယံကပ်စိန်ခေါ်ခွင့်ရဖို့မျှော်လင့်ထားတယ်ဆိုတဲ့အကြောင်းကိုပြောတယ်။ဂျိုရှွာဘန်နဲ့လည်းတွေ့ကျင်တယ်ဆိုတဲ့အကြောင်းကိုပြောတယ်။ဂျိုရှွာဘန်ကပြီးခဲ့တဲ့ရက်ပိုင်းတွင်းလုံးကသူကချန်ပီယံဖြစ်နေတဲ့အတွက်သူ့မှာတော့အခွင့်အရေးတော့နည်းကျင်ရှိတဲ့။ဒါကြောင့်မလို့တက်ဆက်လို့နေရာမျိုးမှာချန်ပီယံကပ်ကာကွယ်ပွဲထိုးရမယ်ဆိုရင်ထိုးကျင်တဲ့ဆိုရင်ပုံစံမျိုးနဲ့စကားလမ်းကြောင်းလေးနည်းနည်းပြောင်းသွားတယ်ဒီအကြောင်းအရာကိုတက်ဆူရိုတိုင်မာကလည်းရိပ်မိပုံရတယ် သူ့အနေနဲ့ဂျပန်မှာထိုးခွင့်ရရင်အရန်ကြီးအရန်ကြီးကိုပျော်ရွှင်မှာဖြစ်သည့်တိုင်အောင်ဂျော့ရှွာဘန်ကတက်ဆက်မှာထိုးကျင်တယ်ဆိုရင်လည်းတက်ဆက်ကိုလာပြီးထိုးပေးလို့ရတယ်။သူ့အနေနဲ့ကအဓိကချန်ပီယံကပ်စင်ခေါ်ခွင့်ရဖို့ပဲကျန်တဲ့အကြောင်းအရာမဟုတ်ဘူးဆိုပြီးပြောဆိုသွားပါတယ်။ထူးခြားတဲ့အကြောင်းအရာကဒီ UFC ကသူ့ကိုပြောထားတဲ့အနေထားမှာဧပြီမေကာလမျိုးလောက်မှာရောက်ရင် UFC ကဂျပန်ကိုလာပြီးပြိုင်ပွဲကျင်းပဖို့စီစဉ်နေတဲ့ဆိုရဲ့သတင်းလေးကို တက်ဆူလိုတိုင်ရွာကအ ਨੇ ချင်းဖွင့်ဟထားပါတယ်ဒီခင်းချင်းကချက်မြက်ကပ်စင်ကောပွဲဖန်နီးပေးဖို့ခြေလှမ်းလှမ်းလာတာလားဒါမှမဟုတ်တက်ဆူလိုတိုင်ရွာကိုချက်မြက်ကပ်စင်ကောကွန်းမပေးခင်အခြားဖိုက်တာတယောက်နဲ့ပွဲတက်ပေးဖို့ခြေလှမ်းလှမ်းလာတာလားတော့မပြောတတ်သေးပါဘူးတကယ်လို့မာနက်ကပ်နဲ့ဘရန်နာရိုဘာတို့အနေထားမှာဘရန်နာရိုဘာကတက်တက်ရဲနဲ့နိုင်ပွဲရသွားတယ်ဆိုရင်တော့ဂျော့ရှွာဘန်ရဲ့ချန်ပီယံကပတ်ကိုဘရန်နန်ရိုဘာပဲချန်ပီယံကပတ်စင်ကောကွင်းရဖို့များတယ်။သို့မသိတိုင်အောင် UFC ကဒီဂျပန်ကိုသွားပြီးပြိုင်ပွဲကျင်းပခြင်းနဲ့ဆိုရင်တော့ တက်ဆူရိုတိုင်ရာနဲ့ဂျော်ရှွာဘန်မဟုတ်ဖဲတက်ဆူရိုတိုင်ရာနဲ့ KOG တို့ကိုပွဲတက်ပေးတာလားဆိုပြီးမြိတ်သက်တွေကခံမှန်းနေကြပါတယ်။သို့တော်လက်ရှိအခင်းကျင်းမှာတော့ဘာမှအပြတ်သက်ပြောလို့မရသေးဘူး။ပုံစံအမျိုးမျိုးနဲ့တွဲဆိုင်တွေကဖန်နီးလို့ရနေစေ promotion ဘက်ကတော့ဂျပန်ကိုသွားပြီးပြင်ပွဲကျင်းပဖို့စိတ်ကူးရှိနေပြီဆိုတော့တက်ဆူရိုတိုင်ရာရဲ့စကားနဲ့ကောက်ချက်ချကြည့်လို့ရနေပါပြီ။ဆက်လက်ပြီးတော့ one championship ကအကြောင်းအရာတွေကိုပြောကြရအောင်ပါ။ ဝမ်ချမ်ပီယံရှစ်ကဒီညမှာတော့135 136ပြိုင်ပွဲကျင်းပမယ်ထူးထူးခြားခြားပေါ့နော်ဒီပြိုင်ပွဲမှာလင်မယားနှစ်ယောက်ဖိုက်တာရဲ့တွဲဆိုင်ပါတယ်ကျွန်တော်မြန်မာဖိုက်တာလေးအောက်ချင်းလေးရဲ့တွဲဆိုင်လည်းပါတယ်တိုးတော်လည်းပဲအဓိကကောင်းပွဲကြီးကတော့အနီးကပ်ရောက်မှပွဲပြတ်သွားတယ်အောက်ချင်းလေးရဲ့တွဲဆိုင်လည်းပါတယ်တိုးတော်လည်းပဲအဓိကကောင်းပွဲကြီးကတော့အနီးကပ်ရောက်မှပွဲပြတ်သွားတယ်အစောပိုင်းတော့ကတော့တရုတ်ဖိုက်တာနဲ့ပမ်ပါယက်တို့ကိုကစ်ပေါက်စင်ပွဲဖန်ပြီးပေးထားတာတိုးတော်လည်းပဲပမ်ပါယက်ကဝိတ်ကက်လုပ်တဲ့အနေထားမှာအဆင်မပြေဘူးနေမကောင်းဖြစ်သွားတယ်ဒါကြောင့်မလို့အနီးကပ်ရောက်မှနှုတ်ထွက်လိုက်ရတယ် တရုတ်ဖိုက်တာကတော့ promotion ဘက်ကသတ်မှတ်ထားတဲ့ဝိတ်တန်အတွင်းရောဝင်အောင်လှုပ်ဆောင်နိုင်ခဲ့တယ်။အဲ့ဒီအတွက်သူ့အနေနဲ့ထိုးချေးရပြီးတော့အိမ်ပြန်သွားပြီးပမ်ပါယက်ကတော့နေမကောင်းဖြစ်လို့နှုတ်ထွက်လိုက်ရတဲ့အနေအထားမှာထိုင်းပြည်တပ်တချို့ရဲ့ဝေဖန်မှုတွေခံနေရပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီဖိုက်တာကရှေ့ရခင်မှာတုန်းကလည်းမလားတူပုံစံမျိုးနဲ့နှုတ်ထွက်ခဲ့ရပြီးဒီတစ်ခါမှလည်းအဲ့လိုပုံစံမျိုးထပ်ဖြစ်ပြီးတိုက်ဆိုင်နေတာတခုကဒီဖိုက်တာကအဲ့လိုပုံစံမျိုးနဲ့နှုတ်ထွက်လိုက်ရပြီးဆိုရင် ဝေဖန်မှုတွေမခံနိုင်ဘူးမခံနိုင်တဲ့အတွက်သူကဆေးစစ်ချက်မှတ်တမ်းတွေနဲ့ငါတကယ်ကြီးဆေးုံတဲတာဘာညာဆိုတဲ့ပုံစံမျိုးနေနဲ့စတိတက်ထပ်ပြီးတင်တယ်ဒါကတော့ fighter တွေတခုဖြစ်လာပြီဆိုရင်ပြည်သက်တွေရဲ့ဝေဖန်မှုတွေကိုမခံနိုင်တော့လို့ဒီလိုပုံစံမျိုးတွေချပြရဲဆိုတဲ့အကြောင်းအရာလေးပြောပြတာတမ်ပါ yef အနေနဲ့လည်းမွေထိုင်းမှရလက်မကောင်းလို့ကစ်ပေါက်ဆင်ပက်ပြောင်းပြီးထိုးတော်လဲသူမျောလင့်ထားတဲ့အတိုင်းချောချောမွေ့မွေ့နဲ့ပွဲရမဖြစ်ခဲ့ဘူးဒါကတော့ပွဲအနေထားအပြောင်းလဲလေးကိုပြည်သက်တွေကိုပြောပြတာ ဒီပြိုင်ပွဲနဲ့ပတ်သက်လို့ဆေးစစ်ဝိတ်ချိန်တဲ့အစီအစဉ်တွေကိုမနေ့ကကတည်းကလှုပ်ဆောင်သွားခဲ့ပြီးအောက်ချင်းလေးနဲ့ Asian Time Fighter တို့လည်းမျက်နှာချင်းဆိုင်သွားခဲ့ပြီး Fighter နှစ်ယောက်စလုံးကလည်းတက်မှတ်ဝိတ်တန်းအတွင်းကိုတည်တည်ဝင်ရောက်နိုင်ခဲ့တယ်။ထူးထူးဆန်းဆန်းဒီပြိုင်ပွဲမှာဇုံတွဲ Fighter နှစ်ယောက်ရဲ့တွဲဆိုင်ကတပြိုင်နက်ပါဝင်နေပါတယ်။ဘလို့ဇုံတွဲမျိုးလဲဆိုတော့ American သူနဲ့ Asian Time Fighter တို့ရထားတဲ့ဇုံတွဲအဲ့ဒီ American သူကဒီ One Championship မှာ Commentator အဖြစ်လုပ်ကိုင်နေတဲ့ Sara Gohia Asian Time Fighter ကဆူဆက် ဲ့ဒီ fighter နှစ်ယောက်ကငကိုကလေးကအိမ်အောင်ပြုတ်ထားကြပြီးပြီဘလို့ပုံစံမျိုးနဲ့ဒီ fighter နှစ်ယောက်တွေ့ဆုံကြတာလဲဆိုတော့ဆာရာဂိုယာကပုံမှန်အဖြစ်တော့ engineer line မှာလှုပ်လှုပ်ခဲ့တာသို့တော်လည်းပဲသူမကအဲ့လို engineer အလုပ်လုပ်ရင်းနဲ့ဒီမွေထိုင်းလေးကျင်နာကိုစိတ်ဝင်စားဖြစ်ပြီးတော့ထိုင်းကိုရောက်လာတယ်ထိုင်းမှာလေးကျင်တယ်သူမရဲ့ trainer ကဆူဆက်အဲ့လိုပုံစံမျိုးနဲ့ဒီဆူဆက်နဲ့သူမတို့ညှိကြတယ် ဆူဆက်ကအရင်တော့အိမ်အောင်ရှိတယ်အဲ့ဒီအိမ်အောင်နဲ့ကလေးတွေလည်းရှိတယ်သို့တော်လည်းပဲဆာရာကိုရီးယားကအဲ့ဒီအနေထားတွေကိုနားလေပိန်းနိုင်တဲ့အတွက်သူတို့နှစ်ယောက်တွဲကြတယ်မကြခင်ကပဲလက်ထပ်ချားကြတယ်အဲ့လိုအနေထားမျိုးမှာဆာရာကိုရီးယားကဝမ်ချမ်ပီယံရှစ်မှာကွန်မန်တာအဖြစ်လုတ်ကိုင်းနေတယ်တဦးတည်းတော့အမျိုးသမီးကွန်မန်တာဆိုပြီးတော့လည်းကျွန်တော်ပြည်သက်တွေကိုပြောပြခဲ့ဘူးတယ်ဒီအမျိုးသမီးရဲ့သုံးသက်ချက်အတန်တွေက UFC က Laura Sangone နဲ့လက်ခက်ဆင်းဆင်းလေးဖြစ်တယ်ဆိုပြီးလည်းမှတ်ချက်ပေးခဲ့ဘူးတယ် ဒီတစ်ပတ်မှာတော့ဒီအမျိုးသမီးကကွန်ဘေးကနေတော်ကီဖုတ်ရတာနဲ့အမရလို့စင်မော်တက်ပြီးထိုးမှာပါသူမရဲ့ဝမ်ချမ်ပီယံရှစ်ဖိုက်တာဘွားပထမဆုံးပွဲမျိုးဖြစ်တယ်အချိန်ထဲမှာပဲသူမရဲ့ပါတနာဆူဆက်ကလည်းကွန်မင်းဘွဲအဖြစ်ထိုးမှာပါဆူဆန်နဲ့ထိတ်တိုက်တွေ့နေတဲ့ဖိုက်တာကတော့ကျွန်တော်တို့မြန်မာပြည်သက်တွေနဲ့လုံးဝမဆိုင်ဘူးသွေးလင်းထက်တဲ့တခါချင်းဆိုင်ငယ်မှုတဲ့ချော်ပရီချာကဆူဆန်နဲ့တွေ့နေတယ်။ဒါကြောင့်မလို့ဒီစုံတွဲဖိုက်တာနှစ်ယောက်ရဲ့တွဲဆိုင်ပါနေတဲ့အတွေ့ဒီပြိုင်ပွဲကနိဒပုံဆွဲဆောင်မှုရှိနေတယ်။ ကျွန်တော်တို့ရဲ့ fighter လေးအောက်ချင်းလေးကရောရလက်ကောင်းနေယူပြနိုင်မလားအောက်ချင်းလေးဟာမြန်မာ fighter တွေထဲမှာ2025ခုနှစ်အတွက်ဝမ်ချမ်ပီယံရှစ်မှာနောက်ဆုံးထိုးရတဲ့ဖိုက်တာမျိုးတောင်ဖြစ်သွားနိုင်တယ်။နောက်တစ်ပတ်မှာကျင်းပမယ့်ပြိုင်ပွဲမှာမြန်မာဖိုက်တာတွဲဆိုင်မပါဝင်မှုဆိုရင်အောက်ချင်းလေးက2025ခုနှစ်အတွင်းဝမ်ချမ်ပီယံရှစ်ဆင်းရဲထက်မှာနောက်ဆုံးထိုးတဲ့မြန်မာဖိုက်တာဖြစ်မှတ်တမ်းဝင်သွားမှာဖြစ်ပါတယ်။ဘာပဲဖြစ်ဖြစ်နောက်ဆုံးပိတ်အိတ်နဲ့လွဲဆိုတဲ့အတိုင်းကျွန်တော်ညီလေးကိုလည်းနိုင်ပွဲရစေခြင်းနဲ့ပြည်သက်တွေအနေနဲ့လည်းဒီညမှာ အောက်ချင်းလေးကိုအားပေးဝန်းရံချလိုက်မယ်လို့ယုံကြည်ပါတယ်ခင်ဗျဆက်လက်ပြီးတော့ one championship ကရှေ့လာမဲ့2026ခုနှစ်အတွင်းမှာပြိုင်ပွဲတွေဘယ်လိုပုံစံမျိုးနဲ့ကျင်းပသွားမလဲဆိုတဲ့အကြောင်းအရာလေးကိုပြောပြခြင်းနေပါတယ်။ one championship ဟာဒီတစ်ပတ်ကျင်းပမဲ့1136ပြိုင်ပွဲပြီးရင်တော့ ်လာမယ့်ဒီဇင်ဘာ16ရက်နေ့မှာ155 137ပြိုင်ပွဲကျင်းပမယ်အဲ့ဒီ155 137ပြိုင်ပွဲက2025ခုနှစ်အတွက်နောက်ဆုံးကျင်းပတဲ့ပြိုင်ပွဲမျိုးဖြစ်တဲ့တန်ပိုးကက်ပုံစံမျိုးနဲ့ကျင်းပမှာဖြစ်လို့ထိုင်းကနာမည်ကြီးဖိုက်တာတွေရဲ့တွဲဆိုင်တွေကိုအများကြီးထည့်သွင်းထားတဲ့ကမ္ဘာ့ပရိုမိုးရှင်းကြီး UFC ကတော့ဒီနှစ်ထဲမှာပွဲပေါင်း 42 43ဘွဲလောက်အထိကျင်းပသွားတယ်ဒီတစ်ပတ်တင်းတင်းနဲ့မနက်ပိုင်းမှာကျင်းပမဲ့ UFC Fight Night ပြိုင်ပွဲကသူတို့နောက်ဆုံးကျင်းပတဲ့ပြိုင်ပွဲ One Championship ကတော့ရှေ့လာမဲ့2026ခုနှစ်ထဲမှာပြိုင်ပွဲပေါင်း80ကျော်အထိကျင်းပမယ်ဆိုပြီးတရားဝင်ကြေညာလိုက်ပါပြီအဲ့လိုကြေညာတဲ့အနေအထားမှာကန်နာ3ခုခွဲထားတယ်အခြေခံစစ်ကို155ပြိုင်ပွဲဂျားတဲ့ကအလေလက်နဲ့ Prime Video ပုံစံမျိုးမှာထုတ်လွှင့်တဲ့ပြိုင်ပွဲတွေကိုတော့ 1 5 night ပြိုင်ပွဲလို့ခေါ်တယ်ပြီးတော့ကြတော့ခန်းခန်းနာနာနဲ့ကျင်းပတဲ့ပြိုင်ပွဲကြီးကိုတော့1 number event ကိန်းနန်းနဲ့ကျင်းပတဲ့ပြိုင်ပွဲဆိုပြီးခေါ်ဆိုထားပါတယ်သူတို့ကျင်းပမဲ့ပြိုင်ပွဲအကြီးအတွက်ကစုပေါင်း80ဆိုတော့ UFC ကဒီနှစ်ထဲမှာ40နှစ်43ပြိုင်ပွဲလောက်ကျင်းပတာနဲ့နှိုင်းစာမယ်ဆိုရင် ဝမ်ချန်ပီယံရှစ်ရဲ့ပြိုင်ပွဲအရေအတွက်က2ဆလောက်တောင်ဖြစ်နေပါတယ်။သို့တော်လည်းပဲပြိုင်ပွဲအဆင့်အတန်းခန်းခန်းနားနားဘယ်လိုပုံစံမျိုးကျင်းပတယ်ဆိုတဲ့အနေအထားတွေမှာတော့ UFC နဲ့ဝမ်ချန်ပီယံရှစ်နိုင်ရှင်လို့မရဘူးဆိုတာကျွန်တော်တို့ပြည်သက်တွေကောင်းကောင်းသိတယ်။ဒါကပြိုင်ပွဲအရေအတွက်နဲ့ပတ်သက်ပြီးကျွန်တော်ကနိုင်ရှင်ပြယုံတာဖြစ်ပါတယ်။ဝမ်ချန်ပီယံရှစ်ကဒီအခမ်းအနားဆုံးပုံစံမျိုးနဲ့ကျင်းပတဲ့ကိန်းကနန်းနဲ့ပြိုင်ပွဲတွေကိုပထမလေးလာတာကာလအတွက်တော့ချပြလိုက်ပြီးအဲ့ဒီအနေအထားမှာပထမလေးလာတာကာလအတွင်းသူတို့က number event ကိုနှစ်ခုထိကျင်းပမယ်။ ပထမဆုံးတစ်ခုကိုတော့ပြည်သက်တွေအကုန်လုံးတီးခဲ့ပြီးပြီးဂျပန်မှာကျင်းပခဲ့တဲ့173ပြိုင်ပွဲတုန်းကဥက္ကဋ္ဌချက်ထရီကိုတိုင်ဧပြီ29ရက်နေ့ရောက်ရင်ဂျပန်မှာပဲ175ပြိုင်ပွဲကျင်းပမယ်ဆိုပြီးတရားဝင်ကြေညာထားတယ်ဒီအကြောင်းအရာကိုတော့ကျွန်တော်ပြည်သက်တွေတီးပြီးမှလို့ကျွန်တော်အကျတမွန်မပြောတော့ဘူး သူရဲ့ရှေ့မှာကျင်းပမဲ့1174ပြိုင်ပွဲနဲ့ပတ်သက်လို့တော့ promotion ဘက်ကဒိတ်ကိုတော့ထုတ်ပြန်လိုက်ပြီးအိပြီးတော့3ရက်နေမှာ1174ပြိုင်ပွဲကျင်းပမယ်လို့ဆိုတဲ့သို့တော့ဘယ်နေရာဘယ်မြို့မှာကျင်းပမယ်ဆိုတဲ့အကြောင်းကိုတော့တရားဝင်ထုတ်ပြန်ကြေညာခြင်းမရှိသေးဘူးဒီနေထားနဲ့ပတ်သက်လို့ပြည်သက်တွေကတော့အမျိုးမျိုးပြောနေကြတယ်တချို့ကမလေးရှားလို့ပြောတယ်တချို့ကဖိလစ်ပိုင်လို့ပြောတယ်တချို့ကကတ်တာလို့ပြောတယ်တချို့ကလည်း ဒီဘန်ကောက်မှာပဲလို့ပြောတယ်အဲ့တော့ promotion ဘက်ကတော့အဲ့ဒီအနေထားနဲ့ပတ်သက်လို့တော့ဘာမှမပြောထားသေးဘူးဒီ AP လအတွင်းမှာပဲ number event ကနှစ်ခုဆိုတော့ promotion အနေနဲ့လွဲဆိုင်ခိုတာမျိုးတွေဖြစ်လာနိုင်တယ်ဘာဖြစ်လို့လဲဆိုတော့ဒီ AP လတစ်ခုတည်းမှာဒီလိုခန်းခန်းနားနားနဲ့ပြိုင်ပွဲကြီးနှစ်ခုကျင်းပမယ်ဆိုရင်လွဲဆိုင်တွေကအကောင့်တွေကဒီထက်မှာပဲသွားပြီးတော့စုနေလိမ့်မယ်အဲ့လိုပုံစံမျိုးကြောင့်ဒီပြိုင်ပွဲကြီးတွေမှာထိုးသက်ခွင့်မရတဲ့မြန်မာဖိုက်တာတွေရဲ့တွဲဆိုင်တွေဟာခြားသော155ပြိုင်ပွဲတွေမှာစက်ပိုက်ပါဝင်လာနိုင်ခြင်းရှိပါတယ် ဆက်လက်ပြီးတော့ Prime Video မှာထုတ်လွှင့်မဲ့1 Fight Night ပြိုင်ပွဲတွေအကြောင်းကိုပြောချရအောင်ပါ Prime Video မှာထုတ်လွှင့်မဲ့1 Fight Night ပြိုင်ပွဲတွေကိုတော့တစ်လတစ်ပွဲနှုန်းနဲ့ကျင်းပသွားမယ်အဲ့လိုအနေထားမျိုးမှာဒီဂျွန်လအတွက်မှာကျင်းပမဲ့ပြိုင်ပွဲကိုတော့သူတို့က1 Fight Night ပြိုင်ပွဲလို့သတ်မှတ်မထားဘူး1 Denver ပြိုင်ပွဲလို့သတ်မှတ်ထားတယ်ဘလို့ပုံစံမျိုးလဲဆိုတော့ Denver ထိသွားပြီးကျင်းပမဲ့ပြိုင်ပွဲမျိုး Denver ဆိုတာက1 Championship ရဲ့ ီပြိုင်ပွဲတွေကိုပုံမှန်ကျင်းပနေကြအမေရိကမြေလို့ပြောလို့ရတယ်။ရှေ့မှာလည်းပြိုင်ပွဲနှစ်ခုကိုအအောင်မြင်မြင်နဲ့ကျင်းပခဲ့ပြီးပြီ။အဲ့လိုကြောင့်မလို့ဝမ်ချမ်ပီယံရှစ်ကဂျွန်လမှာတော့တမ်ပါကိုသွားပြီးကျင်းပမယ်ဆိုပြီးဖော်ပြထားတယ်။ဒါကအမေရိကဈေးကွက်အတွက်တကယ်ပဲလူလူလာလာနဲ့ကျင်းပတာလား။ဒါမှမဟုတ်မနစ်ကပြိုင်ပွဲဖြစ်လိုက်တုန်းကဒီဂျွန်လအတွက်မှကျင်းပမယ်ဆိုတဲ့ပုံစံမျိုးစကားခံထားလို့မဖြစ်ဖြစ်အောင်သွားပြီးကျင်းပတာလားဆိုတော့ စောင့်ကြည့်အောင်မယ် promotion အနေနဲ့ America Secret နဲ့ပတ်သက်လို့တော့အရင်ကြီးထက်တဲ့ဝင်မရှိတော့ဘူးလို့နားလည်ရတယ်သို့ပေတိတိုင်အောင်ဒီ damper effect ပုံစံမျိုးထပ်ပြီးထည့်ထားတဲ့အတွက်အတိုင်းတာတစ်ခုကြီးတော့စောင့်ကြည့်ဖို့လိုမယ်ထင်ပါတယ်ကျွန်တော်တို့မြန်မာ fighter အများစုကတော့လက်ရှိအနေထားမှာ155ပြိုင်ပွဲတွေမှာပဲထိုးသက်ခွင့်ရနေတယ် 135ပြိုင်ပွဲတွေကိုတော့ဒီဇန်နဝါရီလ16ရက်နေ့မှာစတင်ကျင်းပမယ်ပြီးတော့23ရက်နေ့မှာကျင်းပမယ်ဇန်နဝါရီ30မှာကျင်းပမယ်အဲ့တော့2026ခုနှစ်ပထမဆုံးလဇန်နဝါရီလအတွက်မှာတဲ့135ပြိုင်ပွဲ3ခုထိကျင်းပမယ်လို့ပြောလို့ရတယ်ဖေဖော်ဝါရီလအတွက်မှာတော့135ပြိုင်ပွဲကို4ခုကျင်းပမယ်မလအတွက်မှာလည်း၄ခုကျင်းပမယ်အဲ့ဒီတော့ပြောချင်တာက135ပြိုင်ပွဲတွေကအပတ်တိုင်းနှိပါရှိတယ်အပတ်တိုင်းနှိပါရှိတဲ့အတွက် ဖိုက်တာတွေကိုဘတ်တိုင်းခွင့်ရပေးလို့ရတယ်။ဒဏ်ရာပြဿနာနဲ့နှုတ်ထွက်တဲ့ဖိုက်တာတွေရှိမယ်။ဒဏ်ရာပြဿနာနဲ့အစားထိုးလာနိုင်တဲ့ဖိုက်တာတွေရှိမယ်။ပြည်သက်တွေကိုကျွန်တော်ပြောပြချင်တာကဒီလို155ပြိုင်ပွဲတွေမှာကျွန်တော်တို့မြန်မာပြည်ကဖိုက်တာတွေကတကယ်ပဲထိုးကျင်တယ်။ထိုးဖို့လည်းအခွင့်အရေးကိုစောင့်မျှော်နေတဲ့ဆိုရင်အချိန်မီးပေါ်လာနိုင်တဲ့အခွင့်အရေးမျိုးတွေမျိုးကိုယ့်ဘက်ကအတက်နိုင်ဆုံးပြင်ဆင်ထားကြပါ။ promotion ကတော့ဒီလိုပုံစံမျိုးတွေ layout plan လိုက်ချပြလိုက်ပြီးကို့ဖိုက်တာတွေဘက်ကရောရုတ်တရက်ပေါ်လာတဲ့အခွင့်အရေးတွေကိုဘယ်လိုရယူမလဲ။ဒီတိုင်းကန်းလန်းလာတဲ့ခွင့်ရည်တွေကိုဘယ်လိုပြပြပြင်းပြင်းစုပ်ကင်မလဲဆိုတာ 2026ခုနှစ်အခင်းကျင်းကိုဆက်ပြီးစောင့်ကြည့်လိုက်ကြရအောင်ပါကျေးဇူးတင်ပါတယ်ခင်ဗျ